အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးပြန်လဲပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေအဆုံမောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းနဲ့ WhatsApp အသင်းတို့ရဲ့ဒါကျွန်တော်တို့ပွဲကတော့ပြီးသွားခဲ့ပြီပေါ့နော်ဒီပွဲစဉ်မှာတော့ Manchester United အသင်းရဲ့ဒါကျွန်တော်အိမ်ကွင်းမှာ WhatsApp အသင်းကို1-1ဆိုတဲ့ရလက်သေးရကြခဲ့တယ်ပေါ့နော်အဲ့တော့ဒီရလက်ကပြန်ကြည့်မယ်ဆိုရင် United အတွက်ကဒါကျွန်တော် ဘယ်ပြောမလဲ reflect ဖြစ်မနေဘူးလို့ပဲဆိုရမယ်ဒီမှာပါတယ်။ဘာကြောင့်လဲဆိုတော့ United အသင်းနဲ့တော်တော်လေးကိုဟိုဒီနေ့ပွဲစဉ်မှာပေါ့နော်ဒါကျွန်တော် WhatsApp မသိဘူးဟုတ်မယ်လို့ထင်ထားခဲ့ပေမဲ့မဟုတ်တဲ့ပွဲစဉ်တပွဲလို့ပြောလို့ရတယ်။နောက်ချင်တဲ့ဥစ္စာကတော့ပါလဲဆိုတော့လက်ရှိမှာဒါ Manchester United အသင်းက Liverpool အသင်းကိုလက်ရှိမှာတော်တော်လေးကိုချစ်ပုံရပါတယ်။ လဘဘူးတင်ကတော့ကျွန်တော်တို့ရဲ့ဒါကျွန်တော်အိမ်ခွင် MV မှာတည်ကြသွားခဲ့တော့ United ကစတိုင်စိတ်မပူနဲ့ငါလည်းဒီနေ့ပုံစံမှာတည်ကြအောင်ဆော့ပေးမယ်ဆိုတဲ့ပုံစံနဲ့အတူဒါကြောင့်လက်ရှိမှာတော့ဒါကျွန်တော်21မှတ်ကနေ22မှတ်နေလို့2ရက်လုံးကတော့လက်ရှိမှာဟောအဲ့တော့2ရက်လုံးကလေလာမယ့်အပတ်မှာဒါကျွန်တော်တန်းစင်းစုံကကအသစ်2သင်းထွက်တွေ့မယ် United က Wolf အသစ်နဲ့ထွက်တွေ့မယ် Liverpool တင်က Lee United နဲ့တွေ့မယ်ပေါ့နော်အဲ့တော့နောက်တစ်ပတ်မှာဒါကျွန်တော်နှစ်သင်းလုံးကဒါကျွန်တော်တို့အချိန်လေးရတော့မဆိုးတော့ဒါပေမဲ့ United ကရည်ရတယ်ဗျလက်ရှိမှာဒါကျွန်တော်တို့အနေနဲ့အိမ်ခွင်အိမ်ခွင်မှာလက်ရှိမှာအဝေးခွင်မှာ performance ပိုင်းက Crystal Palace လိုမျိုးအသင်းကိုနိုင်ပြီးပါ performance ပိုင်းပြသခဲ့တာတွေ့ရမယ်။ဒါဒီနေ့ပွဲစဉ်မှာဆိုရင်လက်ရှိမှာ United အသင်းနေနေတာကျွန်တော်တို့1-0ဆိုတဲ့ရလက်ကိုကင်ထားခဲ့တယ်။ကိုမင်းထိုးပြောသူပါပဲကိုမင်းထိုးကကျွန်တော်တို့ မရင်းညာက live မှာပြောခဲ့တယ်လို့ပဲဗောနော်ဒါ United အသင်းက1-0ကင်ပြီအဲ့1-0ကိုပြန်ပြီး deficit မြင့်တဲ့အလုပ်ကိုတော်တော်လေးကိုမလုပ်ခဲ့တာဒါအတိုင်းအတာတစ်ခုတည်းရှိခဲ့ပြီလို့ပဲပြောရမယ်တယ်မှာပါတယ်လူတွေကဒါကျွန်တော်တို့ trauma ပေါ့နော်ဒါကျွန်တော်လက်ရှိမှာအနေနဲ့များဒါစိတ်ဒုက္ခပေးဖို့အတွက်ပဲကြံစည်နေတယ်မှာပါတယ်တိုက်စစ်ကတော့ goal မသွင်းတာမဟုတ်ဘူးဗောနော် WhatsApp တိတယ်ဒီနေ့ပွဲစမှာသူတို့ goal line different ရော goal line ပေါ်တာကျွန်တော်တို့ချင်းတာတို့ဘာလို့ဆိုနေတာကျွန်တော်တို့မစိုးဘူးလို့ပြောလို့ရမယ်တယ်မှာပါတယ်ဒါပေမဲ့မိတို့ပင်စူစေကောင်ကိုပြန်ကြည့်မယ်ဆိုရင်တော့ WhatsApp United အသင်းဒီနေ့ပွဲစမှာ game plan ကိုဒါကျွန်တော်တို့ထင်ထားခဲ့တဲ့အတိုင်းမှာပဲတစ်ဖက်က United ကိုတော့ကျွန်တော် position base ပေးကြိုက်မယ်သူတို့အနေနဲ့လက်ရှိမှာဒါကျွန်တော်ခံစစ်ကိုကြည်ကြည်လေးလေးလုပ်မယ်လို့နေရတယ်မှာပါတယ်ဘလောက်တိတောင်တိတာလဲဆိုတော့တကယ်တဲ့ in game မှာဒါကျွန်တော် Nuno Espirito Santos ကဒါကျွန်တော်3 back ကိုမှဒါကျွန်တော်5 back တောင်မှဒါကျွန်တော် chain လုံး chain နေတဲ့ပုံစံမျိုးတွေ့ရမယ်ဒါတက်ရုပ်တရက်ကြည့်မှာဒါဆူဆက်ကြီးကိုတောင်းပန်မှာထား Fernandez ကိုတောင်းပန်မှာထားတကယ်တဲ့ in game မှာမဖြစ်ဘူးပေါ့နော်တကယ်တဲ့ပြန်ကြည့်မယ်ဆိုဒါကျွန်တော်တို့ Queen League ကြီးမှာဒါ Diamond shape ပုံစံမျိုးဆက်ဆံတွေကိုလည်းပုံစံမျိုးတွေ့ရင်လည်းတွေ့ရမယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Nuno Espirito Santos နဲ့ရှင်းပါ United အသင်းကိုဒီနေ့ပွဲဆိုမှာ United အသင်းရဲ့ကောင်းနေတဲ့ Queen League ဘက်ကိုထိန်းချုပ်ဖို့အတွက်အကြီးကကြိုးစားခဲ့လို့တွေ့ရမယ်တဲ့ မှာပါတယ် ဒါပေမဲ့ဒီနေ့ပွဲစဉ်ကိုကြည့်ပြီးကျွန်တော်ကောင်းတဲ့မှာတွေးလာတဲ့အတွေ့တစ်ခုမြင်လာတယ်အဲ့ဒါကဘာလဲဆို United အသင်းနဲ့ဒါကြောင့်အာမက်ဒီယာလိုပဲဖြစ်ဖြစ် M1 မို့ပဲဖြစ်ဖြစ်လာမေ့ရတဲ့တဲ့ဘက်မှာဆုတ်ရှုံးခဲ့မယ်ဆိုရင်တော့ United အသင်းတော်တော်လေးကိုတိုင်ပတ်သွားနိုင်တဲ့ခြေရှိရှိဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အာမက်ဒီယာလိုရဲ့ side chain နေအာမက်ဒီယာလိုရဲ့ long ball တွေကအသင်းတော်ဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုအေးပါအရာရောက်ခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်အာမက်နဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် win back ကစားပုံမှာတဖြည်းဖြည်းနဲ့ဒါ khan စကစားပုံမှာ total လာချက်ဘော khan စကစားပုံမှာ total လာမှုကိုဒီနေ့ပွဲစဉ်မှာဒါအတိုင်းအတာတစ်ခုတည်းကျွန်တော်ဆက်လက်ပြီးတွေးခဲ့ရတယ်မှာပါတယ်အာမက်နဲ့ဒီနေ့ပွဲစဉ်မှာသူ့အနေ နေနဲ့ဒါကြောင့်လက်ရှိမှာ United အသင်းကဝင်လိုအပ်တဲ့လိုအပ်နေတဲ့ဒါကျွန်တော်ဝင်ဘက်ပုံစံမျိုးတွေ့ရတော့ United အသင်းကသွင်းကိုကလက်ရှိမှာဒါ customer ကိုလှမ်းကန်လိုက်တဲ့ဘောလုံးကဒါဒါလုံးနဲ့ deflection တိပ်ပြီးတော့ဒါလော့ကဒါကြောင့်ပြန်ချိန်ပြီးပြန်ကန်သွားတယ်ပေါ့နော်ဂိုးသွားတယ်တစ်ဖက်ကဒါကျွန်တော်လက်ရှိ Nuno Espirito Santos ရဲ့ West Ham အသင်းကဒါ set piece ကပြန်ရှန်ထွက်လာတဲ့ဘောလုံးဂိုးလိုက်မှာဒါကျွန်တော် Mazraoui ထင်တယ်မာဇရာဝီရှင်းထုတ်လိုက်တဲ့ဘောလုံးကိုဒါကျွန်တော်တို့ မာကက်ဆာကနေပြီးပြန်လဲပြီးပိတ်သွင်းခဲ့ပြီးတော့ဂိုးသွားခဲ့တယ်။အဲ့တော့မာကက်ဆာကအစကတည်းကဂိုးရဖို့အတွက်နီးစပ်ခဲ့မယ်တဲ့ဒီဂိမ်းမှာတော့ဂိုးရသွားရင်ထားမှရှိတယ်။ရီရတာပေါ့နော်ဒါဝမ်ဘာဆာကနဲ့ဒီကျွန်တော်ရှေ့ပွဲတွေမှာတော့တော်တော်လေးဦးဒါအရန်ကြီးမကောက်အရန်ကြီးမဆိုးတယ်ဒါကျွန်တော်အချိန်တခုကျွန်တော်တွေ့ခဲ့တယ်။ဒါပေမဲ့ရီရခဲ့တာဒီနေ့ပွဲစမှာမာကက်ဆာပြီးရင်တော့ဒါကျွန်တော်လက်ရှိဒါအန်ဟိုအန်ဒီဝမ်ဘာဘော ဝမ်ပါစာကရဲ့ခြေစွမ်းကဒီလိုပုံမတော်လို့ကြည့်လို့ကောင်းခဲ့တယ်တမပါတယ်ဝမ်ပါစာကတခုနပေါ်သူပဲကျွန်တော်ဒါရှေ့ပွဲတွေကောင်းခြင်းမကောင်းခြင်းသူမင်းလည်းမသိဘူးဒါ United နဲ့တွေ့တဲ့ပွဲဆိုဒါဝမ်ပါစာကတည်းကဒါကျွန်တော် performance ပါရအမြင်နဲ့ကောင်းနေတယ်တမပါတယ်အကြီးအဆုံးကဒါကျွန်တော်ပြန်တွေးကြည့်မယ်ဆိုလက်ရှိမှာ United ကစားသမားဟောင်းတွေက United အသင်းနဲ့ပြန်တွေ့ပြီဆိုရင် United အသင်းမှာမကစားခဲ့သူခြေစွမ်းရင်းနဲ့ပြန်ကစားပြတာပဲဘာတွေဘလို့ပုံစံမျိုးတွေတော့တီးထားခဲ့လေတော့မသိဘူးနော်ဝမ်ပါစာကတော့ကျွန်တော်လက်ရှိမှာ United မှာကျွန်တော်လည်းကြည်လာခဲ့သူရဲ့ defense ဒါကျွန်တော် spider ဆိုရဲ့နာမည်ရင်းနာမည်တူကောက်ပါညာတော့တွေ့ရပြူတာပဲဒါပေမဲ့လက်ရှိမှာဝမ်ပါစာကလည်းနှစ်ပွဲသမားဒါကျွန်တော်တို့ tight ကောလက်ခန်းစစ်ပိုင်းမှာကျွန်တော်တို့ overlap branding မှာတော်တော်လေးကိုကောင်းကြတာကိုတွေ့ရမယ်တဲ့မှာပါတယ်။မိတို့ပင်စူးစီကမူဒါကျွန်တော်တို့ဒီနားမာရင်ဒါကိုကြည်ရခဏရက်ပြီးပြောရမယ်ဆို United ဘက်ကပြန်ကြည့်အောင် United အသင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ Joshua Zigzi ရဲ့ဒါဒီနေ့ပွဲစဉ်မှာဒါခါတိုင်းပုံစံမျိုးဆက်ဆံဒါကျွန်တော်တို့သူ့အနေနဲ့ဒါတလုံးစုတလုံးလှုပ်ပြဖို့အတွက်ကြိုးစားခဲ့ပြီးမယ်ဒီနေ့ပွဲစဉ်မှာသူ့ရဲ့လှုပ်ပြချက်တွေကလည်းဒါ ဒါကပ်ပြီးလွှဲချိုခဲ့တဲ့ပုံစံမျိုးရှိတယ်။ဒါပေမဲ့ United အသင်းနဲ့ဒါဒီနေ့ပုံမှာကျွန်တော်အမြင်ပေါ့နော်ကျွန်တော်တို့ဥဒိယတွေမြန်အဲ့လောက်ကြီးမကောင်းတာတော့မဟုတ်ဘူး။ပြဿနာက United အသင်းရဲ့ပြဿနာလက်ရှိမှာပေါ့နော်။အဲ့လောက်ကြီးကောင်းနေတာလည်းမဟုတ်ဘူး။အဲ့လောက်ကြီးမကောင်းနေတာလည်းမဟုတ်ဘူး။ အဲ့ဒါကလက်ရှိ United အသင်းရဲ့ပြဿနာပဲအရန်ကြီးမကောင်းတဲ့ပုံအတမအားချာတူးလန်အောင်လာကျွန်တော်ဟာလက်ကြည့်စရာမလိုတော့အောင်ဒါကျွန်တော်စုပြတ်တက်နေရအသင်းလန်မဟုတ်ဘူးကျွန်တော်အသင်းလိုမျိုးပေါ့နော်လက်ရှိမှာဒါကျွန်တော်တစ်ဖက်ကပြန်ကြည့်ရတယ်အာဒါဒါငါတို့အသင်းကဒါစိတ်ချလက်ချနဲ့ယုံကြည်လို့ရတယ်ဆိုတော့အဲ့အဲ့ level မှာလေပေါ့အဲ့တော့ပြဿနာက United ကအဲ့မှာဒါကျွန်တော် border line မဟုတ်ဘူးပြော middle line မှာသွားညိနေပြောချင်တာဒါဇော်ကန်းလန်ပေါ့နော်ဒါအပေါ်လဲမရအောင်အောက်လဲမရအောင်လာကျွန်တော်မြေကြီးဘူးမှာဒါကျွန်တော်ခနာကိုတော့ကမြေကြီးဘူးမှာတက်နေတယ်ခနာတော့ကကျွန်တော်အောက်မှာပြေးနေအဲ့တော့ United အသင်းကဒီနေ့ပွဲစဉ်သာနိုင်ရခဲ့မယ်ဆိုတော့ကျွန်တော် top 4ဝင်ဖို့အတွက်တော့မှဒါအခွင့်အရေးတော်တော်လေးကိုမြင့်သွားနိုင်ပြီး ရမှတ်တာကျွန်တော်တူတေတာကျွန်တော်24မိနစ်တူတာကျွန်တော်ချက်စီအသင်းနဲ့တော့မရမှတ်တူသွားနိုင်တဲ့အနေထားမှရှိတာတကယ်အဲ့လောက်ထိတာကျွန်တော် chances တွေရှိခဲ့တယ်ပေါ့ဒါပေမဲ့ ယူနိုက်တက်တင်းနဲ့အဲ့ဒါကိုခွင့်ရရတော့မချနိုင်ခဲ့ဘူးတကယ်တော့ခုနကနှမျောဖို့ကောင်းတယ်ပေါ့ဗျာချန်ဆက်စရာဒါပေမဲ့ခုနကလက်ရှိမှာယူနိုက်တက်တင်းနေတာပွဲချက်ကလာလူတော်ပြောလို့ရတာမဟုတ်ဘူးလက်ရှိမှာဒါယူနိုက်တက်ခရစ်စတယ်ပေးလစ်ကဒါဒီဂျာအုပ်စုတွေထဲမှာခရစ်စတယ်ပေးလစ်ကပွဲချက်ဆုံးလို့ပြောလို့ရတယ်ဒါပေမဲ့ယူနိုက်တက်တင်းနဲ့အေဗာတန်ကိုရှုံးနေလက်ရှိမှာဝက်ဆမ်မို့သေးကြတယ်ယူနိုက်တက်တင်းနဲ့ဒါ6နှစ်အထူးထင်ထားတဲ့ပွဲစဉ်တွေကိုယူနိုက်တက်တင်းကကပြက်တိကပြက်ချော်လှုပ်ချလိုက်တဲ့သဘောမှရှိတယ်ပေါ့နော်ဒါတော်တော်လေးကိုကျွန်တော်အနေနဲ့ အဲအသေးရစရာကောင်းတဲ့ movement တခုလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်ကတော့မြင်မိတဲ့တည်းမှာပါတယ်မိတို့ပင်စူစီကာမှုဒီနေ့ပွဲစဉ်ကလက်ရှိမှာ United team နဲ့အဲ့နှမတ်ကတော်တော်လေးကိုအသင်းစီမှာ impact ကြီးမားလွန်အားကြီးကိုကျွန်တော်လည်းမြင်မိတယ်တစ်ဖက်ကပြန်ကြည့်ပြန်တော့ WhatsApp တက်ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တက်ကဒါကျွန်တော်တို့တော်တော်လေးကို breath of fresh air ပုံစံမျိုးဆိုတာ spam ပဲမြဲတသက်စုံမှာဒါကျွန်တော်လက်ရှိမှာရည်တည်ရည်တည်ဖြစ်လာအဲ့တော့ နောက်တစ်ပတ်ကျရင်တော့ကျွန်တော်တို့လက်ရှိအပေါ်ကအသင်းတွေကြီးပဲမဟုတ်ဘူးအောက်ကအသင်းတွေပြတော့တော်တော်လေးကိုယဉ်ကုံစိတ်လုံရှားပွေရာရှိတဲ့နေသားမှရှိတယ်။ဒါကျွန်တော်ပြန်ကြည့်မယ်ဆိုအဆင့်73ကအသင်းကနေပြီးတော့အဆင့်20အထိဒါကျွန်တော်အသင်းကြီးနဲ့မတွေ့တာဆိုလို့ဒါကျွန်တော်လက်ရှိမှာဖူဟန်နဲ့နော်ဒန်ဖော့စ်အသင်းကလွင်ဟုတ်အသင်းကြီးပေါ့ဟိုကျန်တဲ့ဟိုခက်ခဲကျန်တဲ့ဘွဲစင်နဲ့မတွေ့ရဆိုလို့ဒါကျွန်တော်ဖူဟန်အဖူဟန်အောင်တော့ကြည့်လို့မရအဲ့တော့ ကျွန်တော်တို့73အသင်း Brandford ကဒါကျွန်တော်လက်ရှိမှာဒါ Spain တွေ့မယ်ဘိုးမောက်က Chelsea နဲ့တွေ့မယ် Fulham ကဒါလက်ရှိမှာ Crystal Palace နဲ့တွေ့မယ် Forest က Everton နဲ့တွေ့မယ် League ကဒါကျွန်တော်တို့ Liverpool နဲ့တွေ့မယ် West Ham က Brighton နဲ့တွေ့မယ် Burnley ကဒါကျွန်တော် Newcastle နဲ့တွေ့မယ် Wolves ကဒါကျွန်တော် United နဲ့တွေ့မယ်အဲ့တော့ပြောချင်တာကတော့ Shane မှာလက်ရှိမှာဒါတွေ့မယ်အသင်းတွေအကုန်လုံးကဒါကျွန်တော်အသင်း73အောက်ကဒါကျွန်တော်လာမယ့်ဘက်မှာဒါတော်တော်လေးခက်ခဲမယ်ဒါမှရှိအဲ့တော့ဒါအပေါ်ကဒါကျွန်တော် half တီဘယ်အုပ်စုနဲ့အောက်က half တီဘယ်အုပ်စုနဲ့ဒါကျွန်တော်လာမဲ့ပတ်ဒါကျွန်တော်လာမဲ့စနေနေ့ကိုတွေ့ကြမယ်ဒါမှ United အသင်းနဲ့လာမဲ့ပတ်မှာဒါကျွန်တော် Wolf အသင်းနဲ့တွေ့ရမယ်ဒါမှရှိရတယ်ဒါပေမဲ့ပြောချင်တာဗျာလက်ရှိမှာ United အသင်းနဲ့ဒီကြားထဲမှာအမှတ်တွေအများကြီးယူလို့ရတဲ့ position ရှိတယ် Crystal ကျွန်တော်အမှတ်လိုက်မှာ Crystal Palace ပေါ်ကျွန်တော်အမှတ်မရတော့ဘူးလို့ကျွန်တော်အထင်လုံး position ဖြစ်တယ်ဒါပေမဲ့ ဒီအပွဲကို United ကတခုခုလုပ်ပြသွားပြီ Everton နဲ့ဒါကျွန်တော်လက်ရှိ West Ham နဲ့ပွဲစဉ်မှာ United ကကြပြတိကြပြကြော်လုပ်သွားအဲ့တော့ Ruben Amorim နေနဲ့ခုလက်ရှိမှာဒါနဲ့ပတ်သက်ပြီးသူကိုယ်တိုင်နဲ့ဒါကျွန်တော်လူစင်းမှားထုတ်မှုတွေဘာညာတာ press conference မှာသူပြောခဲ့တာတွေရှိအမျိုးမျိုးပေါ့နော်အဲ့ United ပြည်သက်တွေလက်ရှိမှာတပတ်တပွဲကစားနေတဲ့အသင်းသင်းနေနဲ့ခုလက်ရှိမှာဒါကျွန်တော်သူများတွေ Champions League ဒါကျွန်တော် အဲ့ဘောပွဲစုံကစားနေအတင်းတက်ဒါကျွန်တော်တို့နှိမ့်ချနေတော့ United ပြည်သက်လည်းလုံးဝမလူလောင်လူစုံလည်းရှိတယ်လူစုံတက်ဆုံအဲ့တော့လူစုံတက်ဆုံလူနေရထားမျိုးမှာဒီလောက်တိုင်ပတ်နေခဲ့တယ်ဆိုရင်အကယ်၍ကစားသမားတွေဒါ FCON ဘာညာသွားခဲ့ပြီ United အတင်းကစိုးရိမ်စရာကောင်းလာမှာလားဒါဒီကူတော့ကျွန်တော်တို့ဒါပြောစရာတခုနည်းနည်းဖြစ်လာခဲ့ပြီ United အတင်းနဲ့ဒါနဲ့ပတ်သက်ပြီးဘလူမျိုးရှေ့မှာဆက်ပြီး problem တွေကို solve လုပ်မလဲဆိုတာကိုလည်းကျွန်တော်အနေနဲ့တော်တော်လေးကိုစိတ်ဝင်စားဖို့တဲမှာပါတယ်ဒါပေမဲ့ United အတင်းနဲ့လက်ရှိမှာဒီချေစွမ်းနဲ့ဆိုရင်တော့ဒါ ဒါမဲ့ဒါကျွန်တော်လီယူနိုက်တက်ကလီယူနိုက်တက်ကဒါကျွန်တော်လက်ရှိပူပူလောလောတွေးကြရတဲ့အတိုင်းပဲသူ့ဟာသူတော့ဒါမဆူတဲ့အနေထားမှရှိတယ်ဒါတက်စစ်စုံမှလည်းဒါကျွန်တော်နည်းနည်းလေးမဟုတ်ပါဘူးယူနိုက်တက်ကလီလား ကျွန်တော်တော့လည်းငါလည်း HMU ဟုတ်ပါဘူး United ကတော့ကျွန်တော် Woof ပေါ့နော် Woof နဲ့ကင်မရာ Woof ကကိုရိုင်းလက်ရှိမှာတော်တော်လေးကိုခြာတူးလန်နေတာတွေ့ရမှာဒါပေမဲ့ Woof ကဒါ Bymore စနစ်မှာဒါကျွန်တော်1-0လောက်နဲ့ပဲရှုံတာဆိုတော့ဒါ United နဲ့ပွဲစဉ်မှာဘာလို့ပြနိုင်မလဲဒါတန်းစစ်ဆောင်ကလက်ရှိမှာဒါကျွန်တော်တန်းစင်းဖို့တော့ရကန်လို့အများဆုံးသတင်းတွေတွေ့မယ် United လက်ရှိမှာဒါကျွန်တော်ဂျားထဲမှာဒါအမှတ်ယူသင့်တဲ့ပွဲစဉ်တွေမှာမယူနိုင်မယူခဲ့နိုင်တာကတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းခဲ့လို့ပြောအဲ့တော့ Ruben Amorim ပေါ့ပရိသတ်တွေအနေနဲ့အခုလက်ရှိမှာတော်တော်လေးကိုစိတ်ပြတ်နေတယ်ဆိုတာကိုတော့100%နားလည်ပေးလို့ရတယ်လုံးဝနားလည်ပြီးဟောဆိုခုနကပြောဆိုလက်ရှိမှာဒါဒီ၃ပွဲမှာဗျာ Crystal Palace ပွဲကအခုထားကအဲ့ ထားလိုက်လို့ရတဲ့ပွဲစဉ်အမှတ်ပြရခဲ့ပြီ။တောကင်ကဒီပွဲကိုနိုင်အောင်နိုင်ရမယ်ဆိုတဲ့ပွဲစဉ်တွေမှာတော့ကဘယ်ဒီပိုးဆိုတာအင်ကွင်းနှစ်ပွဲမှာနှစ်ပွဲလုံးနိုင်ပွဲပြောင်းအောင်ခံခဲ့တယ်။ဒီပြနေတဲ့နည်းနည်းလေးတော့စားတော့စားတယ်လို့ပြောရင်းနေပဲကျွန်တော်သုံးမပြပါဘူး။အားလုံးမကြူတူပါနဲ့။ကောင်းမွန်တော့နေနေဖြစ်ပါစို့။အဲစုမုံကောင်တောင်းပြီးတယ်။များများလေးလက်ကလစ်ပေးကြပါဦး။များများကလစ်မှာအများနာဖြစ်ပါရင်ကျွန်တော်သုံးမပြပါဘူး။အားလုံးပဲနောက်မှတွေ့ကြတာပေါ့။တေးပါဗျာ။